သံရာထဲမှာသံရာဝတ်ကံနေမလွတ်ချင်သေးဘူးဆိုပါစို့သံရာထဲမှာနေချင်သေးတဲ့ပုဂ္ဂိုလ်ဘဝပြိရတ္တဘဝမှာပျော်မွေ့နေတဲ့ပုဂ္ဂိုလ်တွေအတွက်လေမြတ်စွာဘုရားကတတ်တာလမ်းတစ်ခုညွှန်ပေးထားချမ်းသာတစ်ခုကနေချမ်းသာတစ်ခုကိုရောက်ရှိစေနိုင်တာဖြစ်တော့ကြောင့်သံရာထဲမှာဆိုလို့ရှိရင်ကုသိုလ်များများလုပ်ပါအကုသိုလ်တွေကိုရှောင်ပါ အဲ့ဒါဆိုလို့ရှိရင်တန်တရားလဲရလို့ရှိရင်လေဒီပုဂ္ဂိုလ်ဟာတက်တက်တာတာနဲ့တန်တရားလဲရမယ်။နောက်ဆုံးမှတန်တရားကထွက်ပေါက်မရနဲ့အောင်တော့တန်တရားကထွက်ပေါက်မရနဲ့အောင်လူဘဝကနေနတ်ဘဝနတ်ဘဝကနေလူဘဝလူဖြစ်ကြီးနတ်ဖြစ်ကြီးဆုံးကြီးဆန်းကြီးလူချမ်းသာနတ်ချမ်းသာဒီလိုနေခံစားပြီးတော့ဟိုငရဲဘုံนี่မရောက်အောင်ဒီလိုမြတ်စွာဘုရားကနိလန်းတွေကိုပေးထားတယ် အဲ့ဒီဂုံนี่ရောက်မရောက်အောင်ဆိုလို့ရှိရင်ဘာလို့อ่ะကုသကာမပဋ္ဌာန်၁၀ပါးကိုစ조사အထောက်ကုသကာမပဋ္ဌာန်၁၀ပါးဆိုတာပြောမယ်ဆိုရင်ဘာရိတုံတို့အချင်းညုတ်ပြောမယ်ဆိုရင်ကဲကိုကိုကိုစာတဲ့ဟာအတာထားကိုကိုကိုကြည့်ကိုဘာတွေးတယ်လဲမနောကံအနေနဲ့ကိုကိုကိုတွေးတဲ့ဟာကိုကြည့်နော်ကိုတွေးတာဟာအဖြစ်ရှိတဲ့အတွေးလား အပြစ်ကင်းတဲ့အတွေ့လားဒီနှစ်ခုကြည့်အပြစ်ရှိတဲ့အတွေ့ဆိုရင်အကုသိုလ်ကမ္မပဋ္ဌာအပြစ်ကင်းတဲ့အတွေ့ဆိုရင်ကုသိုလ်အဲ့တော့တွေးတယ်ဆိုတာမနောကံစိတ်ရဲ့အလုပ်ဇက်ကမပြောသေးဘူးတွေးုံတွေးတာအဲ့ဒီတွေးတာဟာနှမျိုးရှိတယ်သူများပစ္စည်းကို ကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘနဲ့တွေးတဲ့အတွေ့ဟောဒီအတွေ့ကြတော့မနောဒုစရိုင်းလို့ခေါ်တယ်အပြစ်ရှိတယ်အကုသိုလ်ဖြစ်တယ် သူတစ်ပါးကိုသိစေလို့ပျက်စီးလို့တဲ့ဒေါသနဲ့တွေးတဲ့အတွေ့ရပါရလို့ခေါ်တယ်အဲ့ဒါလည်းပဲမနောကံဖြစ်တယ်မနောဒုစရိုက်လို့ခေါ်တယ်ဒါလည်းအပြစ်ရှိနောက်တစ်ခုကကံတရားရဲ့အကျိုးကိုလက်မခံဘဲနဲ့ငြင်းကြွယ်တယ်ဟုတ်လားကံကိုမယုံဘူးလက်မခံဘူးအချက်ဆယ်ချက်ရှိတယ်သူက ဒါနနဲ့ပတ်သက်ပြီးတော့နတ္ထိဒိဏံနတ္ထိယိဋ္ဌံနတ္ထိဟုတံလှူတာအကျိုးမရှိဘူးကြီးကျယ်လှူဒန်းပေးကမ်းတာအကျိုးမရှိဘူးလက်ဆောင်ပန္နာပေးတာအကျိုးမရှိဘူးလို့ဒါနကိုငြင်းပယ်တယ်ဒါနရဲ့အကျိုးကိုလက်မခံဘူးဆိုတဲ့ဒီအယူဝါဒကလည်းပဲမနောဓုစရိုက်ပဲတဲ့သူကနောက်နတ္ထိဒုက္ခဒုက္ခဒနံကာမနံဖလံဝိပါကောကုသိုလ်အကုသိုလ်တွေဟာအကျိုးမရှိဘူးလို့ ဒီလိုအမြင်ရှိနေလို့ရှင်လဲဒါမနောတုဆိုင်ဖြစ်အပြစ်ရှိတယ်သူကဒါဖရာကအပြစ်ရှိတယ်လို့ခေါ်တာဟာဖရာကြောင့်အပြစ်ရှိတာမဟုတ်ဘူးတဘာဝကအပြစ်ရှိနော်ကံတရားရဲ့အကျိုးကိုညင်းပယ်တယ်ဆိုတာကိုလုထာကိုကိုအတိမတ်မပြူတာပဲကိုလုထာကိုကိုအတိမတ်မပြူတဲ့လူတယောက်ဟာလူကောင်းဘယ်တော့မှမဖြစ်ဘူးဘာလို့လို့ဆိုစဉ်းစားကြည့်လေသူကဘာပဲလှုပ်လှုပ် လို့ရမရဘူးဘာကြိုးမှမဖြစ်ဘူးဆိုတဲ့အခါမှာ तू ကောင်းတာရယ်မကောင်းဘူးရယ်မစင်စားဘူး तू လှုပ်ချင်တာလှုပ်တော့မှာပဲပေါ့အကောင်းဆိုမရွေးတော့ဘူးလေကံကံဤအကျိုးကိုလက်ခံတဲ့ပုဂ္ဂိုလ်တယောက်ကြတော့ဩမကောင်းတာလှုပ်လို့ရှိရင်ငါမကောင်းကျိုးတွေရလိမ့်မယ်ကောင်းတာလှုပ်မှကောင်းကျိုးရမယ်ဆိုတော့ကောင်းတာရွေးလှုပ်တော့မှာပေါ့လူဆိုတာချမ်းသာခြင်းနဲ့လေချမ်းသာခြင်းတော့ချမ်းသာခြင်းအကြောင်းဖြစ်တဲ့ကုသိုလ်ပဲရွေးလှုပ်မှာအဲ့တော့လူကောင်းဖြစ်တယ်ပေါ့တဲ့ ဒီလိုဆိုလိုတာနော်မြတ်စွာဘုရားကဟောထားတဲ့ဒီယံကမ္မံကရိတ္တန်တိကလျာဏဝါပါပကံဝါတတကမ္မတဒါယတာပဲမင်းဘာလုပ်လို့ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့မင်းလုပ်သမျှမင်းမင်းနဲ့ပဲသက်ဆိုင်မင်းမဲ့အမွေခံရမယ်လို့ဟောလို့ဟောထားတာနော်ကံနဲ့ပတ်သက်အဲ့ဒီစကားကိုညင်းပယ်တဲ့အယူဝါဒဒါမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါမနောဒုစရိုက်တဲ့ကမိစ္ဆာဒိဋ္ဌိ ဘုန်းကြီးတို့တွေမှာအဲ့ဒီလိုစိတ်ဓာတ်မျိုးတွေရှိနေသေးရင်ဒါဒုစရိုက်အကုသိုလ်ကမ္မပဋ္ဌာန်၁၀၀ပါတဲ့ကောင်းရန်ဒုက္ခရီမရောက်ဘူးတဲ့အဲ့ဒါသူကနေပြီးမကောင်းတဲ့ဘုံမဟုတ်ပို့နိုင်တယ်တဲ့ဒါကစိတ်အတွေးနဲ့ပတ်သက်တာစိတ်အတွေးနဲ့ပတ်သက်တဲ့မှားရွေးနဲ့အတွေးနော်အဲ့ဒါကိုပြောင်းပြန်ပြန်လိုက်လူတော်လူကောင်းဖြစ်ဖို့အတွက်မှတ်နိုင်အောင် ကုသိုလ်ကမ္မပဒဖြစ်အောင်ပြောင်းပြန်ပြန်လိုက်လို့ရှင်သူများပစ္စည်းကိုကုပစ္စည်းဖြစ်လို့တဲ့လောဘနဲ့အတွေ့မတွေ့ဘူးဟုတ်လားသူများပစ္စည်းကိုမတရားလိုချင်တဲ့စိတ်မထားဘူးလူတူတယောက်ကိုစိတ်ဆိုးခြင်းဆိုးမယ်သို့တော့သေပါစေဒုက္ခရောက်ပါစေဆိုတဲ့ပြမမှုမျိုးမရှိဘူးဟောနောက်တစ်ခုကံကံဤအကျိုးကိုညှင်းပယ်တာမရှိဘူး ။မလုပ်လို့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်။ကောင်းကျိုးဆိုးကျိုးဆိုတာလုပ်သူနဲ့သက်ဆိုင်တယ်လို့မကန်တဲ့အမြင်ရှိတယ်။အဲ့ဒါကြတော့မနောကံမနောတုစရိုက်၃ပါးကုသိုလ်ကံပါပဋ္ဌာတရား၃ပါးလို့ခေါ်တာပဲ။တောင်းပြီးနောက်တစ်ခုလူတွေမှာစိတ်ကနေတွေးပြီးတော့ဇက်ကပြောကြတယ်ပြောတဲ့အခါမှာပါဇက်ဆိုတာပြောချင်တာပြောလို့မရဘူးလေ။ စီကံဆိုတာရှိရသေးတယ်ပေါ့အဲ့ဒီနှုတ်ကိုစီကံထားတာကိုပဲမနောတုစရိုက်လို့ခေါ်တယ်စီကံပြတ်လို့ရှိရင်မနောတုဝစီတုဝစီတုစရိုက်လို့ခေါ်တယ်စီကံပြတ်သွားရင်ဝစီတုစရိုက်ပဲပေါ့နော်အဲ့တော့နှုတ်ကိုစီကံထားတယ်ဆိုတာဘာလို့လိမ့်မပြောဘူးမှန်တာပဲပြောတယ်တုံးနဲ့တူမတက်အောင်ခုံးမချောဘူးခုံးမတိုက်ဘူးညီညွတ်အောင်သာပြောပေးတယ်သူများကို ကြံကြံထန်ထန်ဆဲရိတ်တိုင်းထွာမပြောဘူး။တိမ်မွေးရင်ရင်ကြီးကြီးတိမ်မွေးတဲ့စကားမျိုးကျင်နာတဲ့စကားမျိုးကိုပြောတယ်။တရားလက်လွတ်စကားတွေမပြောဘူး။ဓမ္မလမ်းကြောင်းနဲ့အညီပဲပြောတယ်ဆိုတာနှုတ်ကိုစီကံထားတယ်။အဲ့ဒီစီကံပြတ်သွားလို့ရှင်ဝစီဒုစရိုက်လို့ခေါ်တယ်။အဲ့ဒီဝစီဒုစရိုက်ကိုကျင့်သုံးလို့ရှင်သူကလည်းပဲမကောင်းတဲ့ပုံပေါ်အောင်ရောက်စေနိုင်တဲ့အကုသို့တစ်ခုပဲပေါ့။ ဟောသူတွေကတွေးတွေးပြီးရင်ပြောပြောပြီးရင်ဗာလောက်တတ်တော့လောက်တတ်တယ်အလုတ်လုတ်တယ်ကိုရီလက်ရောက်လုတ်တယ်ကိုရီလက်ရောက်လုံးမှုနဲ့ပတ်သက်ပြီးအပြစ်ရှိတဲ့လုံးမှုသုံးခုကဘာလို့ဆိုရင်သူများတဲ့ကိုတတ်တယ်သူများဥစ္စာကိုခိုးတယ်သူတစ်ပါးသားများပြစ်မှားတယ်ကိုရီလက်ရောက်ဒါကာယဒုစရိုက်သုံးခုလို့ခေါ်တယ်အေးဒုစရိုက်ကြတော့သူများတဲ့တတ်ချင်းမှရှောင်ကျင်တယ်တတ္တဝါအလုံးပေါ်မှာတဏှာတွေကျင်လာတယ် နော်အကျဉ်းသာစိတ်မွေးတယ်မေတ္တာထားတယ်သူတော်ကဥစ္စာမယူဘူးတင်တတ်မှန်ရှင်းရှင်းနေတယ်တတ်ရှင်းတယ်ဒီမယူသားတဲ့စိတ်လုံးဝမထားဘူးဟောကာမဂုဏ်အာယုန်နေနဲ့ပတ်သက်ပြီးတော့ဖောက်ပြားတာ မရှိဘူးလူမှုရေးဖောက်ပြန်တာမျိုးတွေမလုပ်ဘူးရှောင်ကျင်တယ်သူတော်ကောင်းစိတ်ကောင်းနှလုံးကောင်းနဲ့နေတယ်ဆိုဟောတာ ကောင်းတဲ့ဘက်ကနော်အဲ့တော့ဒီ ဒုစရိုက်10ပါးဒုစရိုက်10ပါးဒုစရိုက်ဆိုတာအကျင့်ပြည့်10မျိုးဒုစရိုက်ဆိုတာအကျင့်ကောင်း10မျိုးအဲ့ဒီဒုစရိုက်ဒုစရိုက်ကျင့်သုံးယုံနဲ့ပဲလူဘုံလူဘွားဆိုတာရောက်နိုင်တယ်ပေါ့အဲ့ဒါကြောင့်မလို့ပထမဆုံးဘုန်းကြီးတို့တွေအရေးကြီးဆုံးကတော့ဒီတမယာတဲမှာချမ်းသာတတ်တာနေခြင်းဒုစရိုက်ကိုဆောင်ရှောင်ရမယ်ဒုစရိုက်အတိုင်းလိုက်နာကျင့်သုံးရမယ် အဲ့ဒါဆိုလို့ရှိရင် guarantee ရှိတယ်အာမခံပြီမကောင်းတဲ့အလုပ်တွေကိုမလုပ်ဘူးကောင်းတာနဲ့ပဲနေတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းကျိုးချမ်းသာတွေကိုသိချင်ရမှာပဲဖြစ်တယ်ပေါ့တန်မြာထဲမှာသူကကောင်းတဲ့ဘဝတွေကိုကျင်လည်နိုင်သို့တော့အဲ့ဒီအဆင့်လေးနဲ့နိဗ္ဗာန်မဲ့ဖို့မျက်မှောက်ပြုလို့ရလာလို့ဆိုတော့အခြေအနေတစ်ခုလောက်ပဲပေးနိုင်သေးတယ်နိဗ္ဗာန်ကို မျက်မှောက်ပြုလို့မရသေးဘူး Y luego se lo da, ¿no?